ဒုတိယစစ်ပွဲကြီးအဖြစ်အစရော့ကဘာကြီးကတော့လက်ပတ်နေသေးပါပဲ Alliance ကဟော့ကိုအနိုင်ရခဲ့တယ်ဆိုပေမဲ့ပေးဆက်ရတဲ့တံမိုးကကြီးမာတယ်မျိုးတွေကလည်းပြိုးတယ်အဲတပ်သားတွေလည်းတက်တရားလည်းစိတ်သက်ကြပြီးတော့အလုံးကကိုးနေရာကိုပြန်လည်ထူထောင်ရေးပဲလုံနေကြရတယ်ပေါ့နော်ကြားရတဲ့အတွက်ကြောင့်မလို့ပေါ့နော်စပြီးတော့ဟို communication ကြားထဲမှာဆက်သွယ်တာတွေကစတင်ပြတ်တောက်တယ်လို့ပဲကျွန်တော်တို့ ပြောရမယ်အဲ့ဒါက alliance တွေပဲမဟုတ်ဘူးပေါ့နော်ဒီ hot back ကနေလဲပေါ့နော်သူတို့ကစပွဲရှုံးသွားတဲ့အနေနဲ့ပေါ့နော်သူတို့အနေနဲ့ကဟိုအခုဆိုလို့စစ်တုံးမန်နေဖြစ်သွားပြီဆိုပေမဲ့လည်းသူတို့ကသူတို့ရဲ့ blood loss ကနေပြီးတော့ side effect သဘောမျိုးပေါ့နော်ဒီ banner legion ဒီမွေရဲ့သွေးတောက်ပြီးတော့ဖြစ်လာတဲ့သွေးဆာလာမိုးတင်မှုရဲ့အဲ베드ဆိုးကျိုးအနေနဲ့ပေါ့နော်အလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်အရန် depression ဝင်သွားတယ်လို့ပဲကျွန်တော်တို့အလွယ်ပြောမှာပေါ့နော် ဘယ်မှာအရင်သိတာလဲဆိုလို့ရှိရင်နေရာတိုင်းမှာတော့မဟုတ်ပေမဲ့တချို့နေရာတွေမှာ oak encampment တွေပေါ့နော် oak တွေကိုဖန်ထားတဲ့အချင်းတောင်နေရာဒေသတွေလို့ပြောမလားပေါ့နော်အဲ့ဒီနေရာမှာဒီမှာဆိုလို့ရှိရင်တို့တွေကလုံးဝကိုဘာမှဆိုပြောပြောနားခံနေကြုံနေတာတာလိုမျိုးပဲဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ alliance ကလည်းပြန်လဲဒူတောင်ရေးဘက်ကိုအားဆိုင်နေတာ lordron ရဲ့ဘရင် terrorness menethil the second ကလည်းစက်ပွဲတဲကကိုဒီကောင်းတဲ့ရလက်တစ်ခု humans rage တဲက ဒီညညို့မှုကိုကင်းနမ်းတွေကအထူးသဖြင့် storm wind နဲ့ lore တော့မှာเนาะအဲ့နှစ်ခုကိုဆက်လက်ထိမ့်သိမ့်မို့တောင်းဆိုခဲ့တယ်အနည်းနဲ့များတော့မဟာမိတ်တွေဆိုတဲ့ status ကို ထိမ့်မှုတော့စူးစမ်းရတယ်ဆိုတော့ရှိတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အားလုံးကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကိုကိုစီပဲဟိုအာယုံရကြတာများတယ်ပေါ့နော်စတော်မွင်းရဲ့ဘေးရင်ဖြစ်တဲ့ variant range ဆိုလို့ရှိရင်လည်းစတော်မွင်းရဲ့ပြန်လဲထူထောင်ရေးကိုသူကသူကိုယ်တိုင်အနီးကပ်ကြီးကြပ်ပြီးတော့ supervisor လုပ်ပြီးတော့ကြီးကြပ်တော့စတော်မွင်းကလော်ဒရန်တက်ပို့ပြီးတော့ဒီလာမယ့်နှစ်တွေမှာပေါ့နော်ပို့ပြီးတော့အဆင်ပြေပို့ပြီးတော့ထွန်းကားပို့ပြီးတော့ချမ်းသာတဲ့မျိုးကြီးအဖြစ်ပြောင်းလဲသွားတယ် Iron Forge က Dwarf တွေ Quetzalcoatlus က Highborn တွေဒီ Black Elf တွေပေါ့နော် Black Elf တွေလည်းမခေါ်သေးဒါပေမဲ့ Highborn တွေကလည်း ဟို storm wind နဲ့ဝေးတယ်ဆိုပေမဲ့လည်း storm wind ဆိုတဲ့ human kingdom နဲ့ချိတ်ဆက်မှုရှိပြီးတော့သူတို့ကူညီခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုတွေရှိပေမဲ့ပေါ့နော်ဒီ alliance မဟာမိတ်တွေဂျာမာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့စီလိုမှုကပို့ပြီးတော့နေပါလာတယ်မဟာမိတ်ဆိုတဲ့ status တခုကတော့ရှိတော့ရှိသေးတယ်ဒါပေမဲ့အရန်ကြီးတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့ဖေးမကူညီတာမျိုးတော့လုံးဝမရှိဘူးပေါ့နော်ဒါပေမဲ့ သူတို့ကိုဘယ်လိုမျိုးအန်တရာကလာဒုက္ခပေးတော့မှာလဲဆိုတာသိလို့ရှိရင်တော့အဲ့လိုမျိုးဟိုမစီလုံးတဲ့ကိစ္စတွေလို့လောက်ကြမှာမဟုတ်ဘူးเนาะပြိတက်ကိုကျွန်တော်နော်ဇူးလို့ခေါ်တဲ့အော့ရှာမန်ကြီးအကြောင်းကျွန်တော်ပြောခဲ့ဘူးတယ်နောက်ဆုံးကျွန်တော်တို့တွေ့ရတဲ့အခါမှာတော့ KJ ရန်ကဒီနော်ဇူးရဲ့ဝိညာဉ်ကိုအပြင်းပြင်းနှိမ့်ဆက်နေတာနှစ်ပေါင်းအရန်ကိုထောင်တောင်းချီခဲ့ပြီပေါ့เนาะဆိုတော့အခု hot ကရှုံးသွားလို့ ခေဥဂျေရန်ကြီးကပေါ့နော်အဲသူကနောက်တစ်မျိုးကြံတယ်ပေါ့နော်ဟော့လိုမျိုးအင်အားနဲ့ဝင်ပြီးတော့ brute force နဲ့ဝင်တိုက်တာမျိုးမဟုတ်ဘဲနဲ့အတွင်းထဲကနေဖြိုခွင်းမယ်ဆိုပြီးတော့နာဇူးရဲ့ဝိညာဉ်ကိုစပြီးတော့အဲကျွန်တော် ပြောခဲ့တဲ့ dreadlock တွေရဲ့ပေါ့နော်ဒီ netrazim တွေရဲ့ shadow magic ကိုတုံးပြီးတော့စပြီးတော့စမ်းတတ်တယ်ပေါ့နော် ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပေါ့ဒီ shadow magic တို့ netherism ဒီ dreadlord တွေဘာညာနေဆိုတော့က shadow land ဆိုတဲ့ dimension ကလာတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒီကောင်တွေကဒီ shadow magic နဲ့ပတ်သက်လာလို့ရှိရင်အရန်ကျွမ်းကျင်တဲ့သူတို့ရဲ့ natural ပေါ့နော်သူတို့ရဲ့သဘာဝသဘောမျိုးဖြစ်နေနေပေါ့နော်ဒီတမလွန်ဘဝလို့ပြောလို့ရတဲ့ dimension ရောက်တဲ့အတွက်ကြောင့်မလို့ပေါ့နော် shadow magic လို့ပြောလို့ရှိရင်အများစုယေစုတာပါလဲဆိုတော့ဒီ necromancy ပေါ့နော်ဒီပြောမယ်ဆိုလို့ရှိရင်အာ ဒေဝါရီအလောင်းတွေပြန်အသက်သွင်းတာတွေစသည်ဖြင့်စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးဇွန်ဘီတွေလောက်တာအန်ဒက်တွေလောက်တာစသည်ဖြင့်အဲ့ဒီ magic နဲ့အထူးဖြစ်ကျွမ်းကျင်တယ်ပေါ့နော်ဒီ life ဆိုတဲ့အရာတစ်ခုဒီအသက်ဆိုတဲ့အရာတစ်ခုကို manipulate လောက်တာကင်တွယ်တာပေါ့နော်အမျိုးမျိုးနီလန်းနဲ့ကင်တွယ်တဲ့ပုံစံကိုအထူးကျွမ်းကျင်တဲ့ကောင်းနေပေါ့နော်ဆိုတော့အဲ့လိုမျိုး magic နဲ့ပဲနာဇူးရဲ့ဒီဝိညာဉ်ကိုပေါ့နော်လုံးဝ shadow magic နဲ့ပြည့်နှက်နေတဲ့လက်နက်တစ်ခုလိုမျိုးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါကတော့ဗာလဲဆိုတော့ပရိသတ်တို့သိရလို့သိပြီးပါပြီ Lich King ဆိုတဲ့ကောင်ဖြစ်လာမယ်ပထမဆုံးခြေလှမ်းနေပေါ့လေဆိုတော့ Kyojin ကမနော်ဒီ Sherozan ကပဲထွက်လာတဲ့ armor ကိုပေါ့နော် Netherzim တွေကိုယူခိုင်းပြီးဟုတ်ပြီမင်းတို့ armor set တွေတွားယူွားအထူးသဖြင့်ထူးခြားတဲ့ခေါင်းစုပ်ကိုယူလာခဲ့ဆိုပြောတော့ Hand of Domination လို့ခေါ်တဲ့အဲ့ဒီခေါင်းစုပ်ပေါ့နော် Shadow Magic တွေကိုအဲ့ဒီ armor set တစ်ခုလုံးက Shadow Magic အင်အားကိုပို့ပြီးတော့စွမ်းအောင်လုံနိုင်ပေးသလို Hand of Domination လို့ဆိုလို့ရှိရင်က mind control လုပ်လို့ရတယ်စိတ်ကိုညှို့လို့ရတယ်ဟာအဲ့ဒီကနဲ့တတ်ဆိုင်တဲ့ မှုပညာတွေကိုဒီအစာပေါင်းများစွာစွမ်းအားမြင့်တင်ပေးနိုင်တဲ့ဟာတစ်ခုပဲပေါ့နော်။သုံးအနေနဲ့ပေါ့နော်။ဗာလဲဆိုတော့ KJRAN ကနေပြီးတော့နာဇွေဝိညာဉ်ကိုအဲ့ဒီအာမဆူတဲ့ထက်အထူးသဖြင့်ခေါင်းဆူထဲမှာထည့်ပြီးတော့လက်နက်တစ်ခုလိုတယ်။လက်နက်တစ်ခုလိုတော့ဗာလဲဆိုတော့ Shadow Lens ကပဲဒါတစ်ချောင်းကိုယူခိုင်းလိုက်တယ်ပေါ့နော်။နောက်ပိုင်းကျွန်တော်တို့ Azeroth ပေါ်မှာ Frostmourne လို့ခေါ်တဲ့ Runic Sword ပေါ့နော် Runda အဲ့လိုတွေဗာညာအကုန်ပြင်ဆင်ပြီးတော့နာဇူးကိုမင်းငါရဲ့လက်ထက်ရနဲ့ငါနှိမ့်ဆက်တာလွတ်ချင်လို့ရှိရင်မင်းငါတို့ Bunny Legion အတွက်တစ်ခုခုကိုလုံပေးငါတို့ရဲ့အလိုတော်ဆောင်ရွက်ပေးကွာဆိုပြီးတော့ Azeroth ပေါ်က ice crown လို့ခေါ်တဲ့ဒီ northern မှာလုံးဝအေးခဲဆုံးနေရာတောင်ထိပ်တစ်ခုကိုဒီကောင်ညအမှချပေးလိုက်တယ်ပေါ့နော်သူက view ဟာပါလဲဆိုတော့ဗျာရှိတ်ကိုညှို့ပြီးတော့ထိန်းချုပ်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်နောက်ပြီးတော့ဟိုတည်တဲ့တတ်သွားတွေကိုအသက်သွင်းတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော် shadow magic necromancy ဘာညာနီလန်းမျိုးမျိုးနဲ့အင်အားကိုစုပြီးတော့အဇရဂျိုဘောကအဖွဲရအားလုံးကိုဒုက္ခပေးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဘန်နီလီဂျန်ကလာပြီးတိုက်ခိုက်တဲ့အချိန်ကြလို့ရှိရင် ဒီအဇရော့ဂျိုဘောကာကွယ်မဲ့ကောင်တွေကအားနေနေပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးသဘောတရားဗျူဟာမျိုးနဲ့ဒီကောင်ကလှုပ်တာပေါ့နော်ဆိုတော့လစ်ချ်ကင်ကအဇရော့ဘောကိုကြပြီးတော့အချင်းအတော်ကြကြဟိုဘာလှုပ်တာလဲဆိုတော့ဗျာတဖြည်းဖြည်းသူကဟိုအင်အားကိုစတဲ့တီချသွားတယ်ပေါ့နော်တိတ်သွားတဲ့အလောင်းတွေကိုလည်းဆိုအမျိုးမျိုးပြန်ပြီးတော့ဗျာဟို race အမျိုးမျိုး animal အမျိုးမျိုးဟိုအကောင်ဘလောက်မျိုးမျိုးအသက်အတွင်းမသေးတဲ့ကောင်တွေကိုတဖြည်းဖြည်းတီတိုးစကားတွေပို့ပြီးတော့အိမ်မက်တွေဘာညာတွေအကုန်လုံးပေးပေးပြီးတော့ဟို mind control လုပ်တာပေါ့နော်ဆိုအချင်းတစ်ခုအကြာမှာလစ်ချ်ကင်လည်းသူကသူအင်အားတော့ရှိလာပြီးတဖြည်းဖြည်းတဖြည်းဖြည်းသူ့ရဲ့တပ်ဖွဲ့ကပို့ပြီးကြီးကြီးကြီးလာတယ်ဒါပေမဲ့ Northern ဆိုတဲ့နေရာမှာအင်အားအကြီးဆုံးအဖွဲ့ဖြစ်တဲ့ Nerubian កောင်နေ Nerubian နေဆိုတာ pink ကိုမျိုးဆက်ဒီ insect white កောင်နေပေါ့နော်အဲ့កောင်နေကဟိုအပေါ်မှာနေတာမရှိဘူးပေါ့နော်သူတို့ကဘာလဲဆို Underground tunnel တွေမှာနေကြတာများတယ်ပြီးတော့အဲ့ဒီ Nerubian တွေဆိုတာကတော်တော်ကြာကြာပေါ့နော်သူတို့ကိုဘယ်သူမှလာမထိုက်ပါမှမရှုပ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူတို့ရဲ့ empire က Northern တစ်ခုလုံးမှာပြန့်နေတာမြေအောက်ထဲကနေမှာပြန့်နေတာပေါ့နော် ဆိုတော့နာဇူးကနေပြီးတော့ခက်မြန်မြန်နဲ့ပေါ့နော်သူ့ရဲ့တက်ဖွဲ့အင်အားကိုသူတီးဆောက်နိုင်ပြီးတော့အဲအဲ့လိုမျိုးအင်အားတစ်ခုနည်းနဲ့ဖြစ်တော့နရူဘီရဲ့နယ်သတိထားမိရင်သတိထားမိတော့လိုရင်းတို့ရှင်ပြောမယ်ဆိုလို့ချင်းဒီကောင်တွေအဖွဲ့ထိတ်တိုက်တွေ့တယ်ဟိုစစ်ဖြစ်ကြတယ်ပေါ့နော်ဆိုတော့အပ်ကောင်တွေ ကြတော့နန်ဇူးကြီးကတိုင်ပတ်တယ်ပေါ့သူရဲ့အဓိကအားသာချက်တစ်ခုကဘာလဲဆိုတော့သူရဲ့ mind control မှာချက်နရူဘီရဲ့နဲ့အဲ့ဒီဟာကိုလုံးဝဟိုဘယ်လိုပြောမလဲလုံးဝ immune ဖြစ်တယ်ပေါ့နော်ဒီကောင်နဲ့ဖျားလို့လည်းမရဘူး magic နဲ့ထိမ်းပြီးတော့ brain wash လုပ်လာလည်းမရဘူးပေါ့နော်ဆိုတော့ဟိုဒီတိုင်းမှာတဘာဝရဲ့ပမာလို့အပွဲချင်းချင်းအပွဲချင်းချင်းတိုက်ရတာပေါ့နော်နရူဘီရဲ့ empire ကြီးကအရန်ကြီးတဲ့အတွက်ကြောင့်မလို့ပေါ့နော် ူညီခေါ်ရတာပါလဲဆိုတော့ဗန်နီလေးချင်အကူညီခေါ်ရတယ်အကူညီခေါ်ရပြီးတော့အဲ့ဒီမှာအများကြီးတော့မရောက်လာတချို့ပဲရောက်လာတချို့ပဲရောက်လာပြီးတော့အဓိကရောက်လာတာပါလဲဆိုတော့မယ်ဂါနစ်ဆိုတဲ့ dreadlock တကောင်ရောက်လာပြီးတော့ the scotch လို့ခေါ်တဲ့ဒီ lich king ရဲ့တပ်ဖွဲ့ပေါ့နော် under တပ်ဖွဲ့ကြီးကိုဒီကောင်ကဒီစစ်သူကြီးရဲ့အနေနဲ့ပေါ့နော်သူကဥဆောင်ပြီးတော့လှုပ်ပေးတယ်ပေါ့နော်ဆိုတော့အဲ့လိုနဲ့ပဲဟို chain chain နဲ့ပေါ့တဖြည်းဖြည်းနဲ့ nerubian တွေရဲ့အီယာမမြောက်နိုင်ငံတော် ကြီးကဟိုတဖြည်းဖြည်းပဲ့ပဲ့ပဲ့ပါသွားတာဘာလို့ဆိုတော့ဒီ necromancer တွေနဲ့ချပြီးဆိုလို့ရှိရင်ဗျာဒီ nerubian တွေဘက်ကတေတိုင်းနဇူရဲ့အဖွဲ့ကိုအင်အားပို့ပြီးတော့ဖြစ်ပေးတယ်လို့ဖြစ်တယ်ဗျာ nerubian အလောင်းတွေကိုတပ်သွင်းပြီးတော့ဆိုလို့ရှိရင်အသက်သွင်းလိုက်ပြီးဆိုတော့ねသူ့ရဲ့အဖွဲ့သားဖြစ်သွားပြီဟုတ်တယ်မလားဆိုတော့အဲ့ဒါနဲ့ဒီ nerubian တွေအေမမြေအောင်နိုင်ငံတော်ဒီ empire ကြီးကပေါ့နော်ဟိုနဇူရဲ့ဒီအပေါင်းပါတွေကတိမ့်တိမ့်သွားတာပေါ့နောက်ဆုံးတော့တိမ့်သွားပြီးတော့ ဟိုနာဇူးကတကယ်ကို The Lich King လို့ခေါ်လို့ရတဲ့နာမည်အဲ့ဒီအဲ့ဒီနာမည်နဲ့ Titan နဲ့အင်အားအရင်မြင် Empire ကြီးတစ်ခုဟာသူ့ရဲ့အပိုင်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ alliance ဘက်ပေါ့နော် humans တွေဘက်ကိုကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်း Stormwind က Lordran နဲ့ချိန်မယ်ဆိုရင် Stormwind ကအများကြီးပို့ပြီးတော့တာနေတယ်ဒါပေမဲ့ Lordran မှာလည်းညောင်းနေချင်ရှိတယ်။ဘာလို့လဲဆိုတော့ Lordran တိုင်းပြည်ရဲ့အနာဂတ်ကလည်းပေါ့နော် Ancient Mind သား Arthas နဲ့အတူတူ ခြေနေကောင်းနေခဲ့တယ်လို့ကျွန်တော်ပြောမှာပေါ့နော်ဆိုတော့တစ်ချိန်မှာတိုင်းပြည်ကိုဥဆောင်နိုင်မဲ့မင်းသားကဥသောလိုက်ဘရင်ကဆိုတဲ့အရန်အင်အားကြီးရဲ့ပါလာဒင်တကောင်ရဲ့တူတာတပည့်လုံးဝဒါရိုက်တပည့်အဖြစ်အနီးကတင်ယူနေတယ်ပြီးတော့အာသစ်ကိုရန်ကလည်းငငယ်လေးကသူကဆရာထက်တန်နေနောက်ပြီးတော့စိတ်တက်လည်းမြင်မာတယ်ပေါ့နော်လော်ဒရန်ရဲ့မျောလင်းချက်တွေကိုသူကဂုံယူစွာလုံးဆောင်နေတဲ့လုံငယ်လူငယ်တခုပဲလို့ကျွန်တော်ပြောမှာပေါ့နော်သူ့ဆရာဥသောဒင်မကပဲပေါ့နော်သူ့ဘေးနားမှာကဒီဒလာရန်ရဲ့အာချ်မေ့ချ်ဒီမော်ဆရာကြီးဆရာဆရာကြီးပေါ့နော်အန်တိုနိုက်ဒက်စ်လို့ခေါ်တဲ့ သူ့ရဲ့တပည့်မှဖြစ်တဲ့ဂျေနာပရော့မောကလည်းရှိနေတယ်ဗောနော်ဂျေနာဆိုတာကလည်းအာသရှင်ငယ်တငယ်ချင်းလည်းဖြစ်တယ်ဗောနော်ပြီးတော့သူတို့ညောင်ကလည်းကြိုက်တယ်လို့ပါလို့ဖြစ်တယ်ဗောနော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင် human တွေအတွက်ဗောနော်ဒီအနာဂတ်အလင်းရောင်တောက်ပါစေအောင်ဦးဆောင်နိုင်တဲ့ generation လို့ပဲကျွန်တော်ပြောမှာဗောနော်ဒါပေမဲ့အလင်းရောင်ရှိတယ်ဆိုလို့ရှိရင်အရေးဆိုရလည်းရှိတယ်ဗောနော်ဆိုတော့အဲ့ဒီလင်းလက်မှုတွေကမြန်ဆန်စွာမိမ့်မိန်သွားမယ်ဆိုတာကိုတော့ဘယ်သူမှကြိုတင်မမြင်နိုင်ခဲ့ဘူးဗောနော်ဘာလို့လဲဆိုတော့ Narubian Empire ကြီးကိုတင်ပိုက်ပြီးနောက်ပိုင်းမှာ လစ်ချင်းခေါ်နာဇူးကနေပြီးတော့နော်ဒရန်နေပြီးလော်ဒလော်ဒရွန်ဘက်ကိုမျက်စိကျလို့ပေါ့နော်နော်ဒရန်မှာအချိန်မြင့်ခိုင်သွားတော့ alliance အဖွဲ့အထူးသဖြင့် humans တွေကိုမှုေဖို့ humans အဖွဲ့စည်းတွေကပဲအဓိကကြတဲ့လူတွေကိုလိုအပ်တယ်ပေါ့နော်နောက်ဆုံးတော့သူတယောက်ရှာဖွေတွေးကြည့်ပါတယ်အဲ့လူကတော့ခေါသူစားလို့ခေါ်တယ်သူကဒလရန်ကိုအုပ်ချုပ်တဲ့ Council of 6ဆိုတဲ့ကဒီ Mage မှော်စရာ6ဦးတဲကပေါ့နော် ဒါလောရန်ဆိုသေးမြို့မှာပေါ့နော်အဓိကဟုတ်တယ်ယူ human back က alliance back ကလူတွေများတယ်ဆိုပေမဲ့လည်းမှော်ပညာအထူးသဖြင့် arcane knowledge ကိုအဓိကအထုထိတ်မှထားတဲ့အတော့ကြောင့်မလို့ပေါ့နော်ဒီ kirintor လို့ခေါ်တဲ့အဲ့ဒီအဖွဲ့အစည်းကအဲ့ဒီအဲသူတို့က hot ပဲဖြစ်ဖြစ်ဒီ human ဖြစ်ဖြစ် troll ပဲဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး mage တွေ တကယ်စွမ်းအားရှိတယ်ဘာညာဆိုလို့ချင်းသူတို့အတိမတ်ပြပြီးသူတို့အဖွဲ့ထဲဝင်လို့ရတယ်ဒလာရမန်နေလို့ရတယ်ပေါ့နော်အဲ့ဒီအဖွဲ့ကိုအုပ်ချုပ်တာကဒီကောင်စီဝင်6ယောက်ရှိတယ်ပေါ့နော်โอเคသူကအဲ့ဒီကယ်တူလာဆိုတဲ့ကောင်ကပညာရောအရမ်းမတ်တယ်အထူးသဖြင့်တားမြစ်ထားတယ်ဆိုတဲ့ necromancy ပေါ့နော်ဒီ shadow magic ကိုသုံးပြီးလူတွေကိုပြန်သက်သွင်းပြီးထိန်းချုပ်တယ်ဘာညာဘာညာဆိုတာကပြောမယ်ဆိုလို့ရှင်ဟို lich king ကြီးအရန်ကျွမ်းတဲ့အရာတစ်ခုပေါ့နော်အဲ့ဒီဟာကို तू ကဟိုအရန်စိတ်ဝင်စားရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတာဘူးဖြစ်တယ် तू ကအဲ့ဒါတားမြစ်ထားတဲ့အတွက်ကြောင့်မလို့ ဟိုသူကပို့ဆိုးတာကဘာလဲဆိုတော့ဗျာဝိုင်းတားလေလေသူကပို့ပြီးတော့စိတ်ဝင်စားလေးပဲပေါ့နော်အဲ့တော့သူကခိုးကြောင်ခိုးပွားနဲ့ဟိုလေ့လာစီးပူးတယ်ပေါ့နော် experiment တွေဘာညာဘာညာလုပ်ပြီးတော့နောက်ပိုင်းမှာသူ့ကိုဟိုလုံနေတာကိုမိသွားတာပေါ့နော်မိသေးမိတော့သူ့ကို counsel အဖွဲ့ဝင်နဲ့စကားများတယ်ပေါ့နော်သူ့အမြင်မှာတော့ဗျာအဲ့ဒီ counsel ရဲ့အကောင်နေရဗျာအရင်မောက်မာတာပေါ့နော်ပညာတစ်ခုကိုပညာလိုမျိုးမမြင်ပဲဘာညာဆိုပြီးတော့စိတ်ပြတ်သွားတယ်ပေါ့နော်အဲ့လိုစိတ်ပြတ်သွားလာဒလော်ရန်ဆိုတဲ့အဖွဲ့စည်းကိုစိတ်ကုန်သွားတယ်ဆိုတာကနာဇူးအတွက်လုံးဝအခွင့်အရေးကောင်းမယ်ပေါ့နော်အဲ့ လွယ်ဆုံးပြောမှန်ဆိုလို့ချင်းနာဇူကသူ့ကိုဆက်သွဲတယ်ပေါ့နော်ဟို whisper လေးပို့ပြီးတော့လာခဲ့လာခဲ့ငါ့ကိုလာခဲ့မင်းလိုချင်တဲ့ပညာတွေငါသင်ပေးမယ်ဘာညာဘာညာဆိုပြီးတော့ကဲသူဆက်က northern back ကိုလိတ်လာဖို့ dalaran back ကနေထွက်လာတယ်ပေါ့နော်ထွက်လာလဲတော်တော်မြန်နေပြီလုံးဝတော့နှစ်ခေါက်တော့မစင်စားဘူးဗျာအာမင်းငါ့ကိုသင်ပေးမလားဟုတ်ပြီလာခဲ့မယ်ဆိုရွှီးဆိုရောက်သွားအော်တော့တခါတည်းပဲပေါ့နော်ဒီ lich king ရဲ့ဒီကြောက်ဖို့ကောင်းလောက်တဲ့တကယ်သူ့ရဲ့အင်အားတက်ဖွဲ့တယ်စွမ်းအားကိုမြင်ပြီးတော့ဗျာ လစ်ချင်းကြီးကိုပေါ့နော်ဒီကတူစားနဲ့ချက်ချင်းဆရာတင်လိုက်တယ်ပေါ့ဆိုတော့အဲ့လိုပဲပဲကတူစားဆိုတာကဒီလစ်ချင်းရဲ့ပထမအဦးဆုံးပြောမှဆိုလို့ကျညာလဲယုံဖြစ်တဲ့လူသားတွေထဲမှာညာလဲယုံအဖွဲ့ဝင်တယောက်ဖြစ်လာတယ်ပေါ့နော်ဖြစ်လာပြီးတော့သူ့ရဲ့အလို့သူ့ရဲ့မစ်ရှင်ကကြတော့တူတူတိတ်လော်ဒရန်ကိုပြန်လာပြန်လာပြီးတော့ Call of the Dam ဆိုတဲ့အဖွဲ့ကိုတီထောင်နေပေါ့နော်အဲ့အဖွဲ့ကတော့ဒီ Necromancy Magic ကိုအသုံးချပြီးတော့ပြောမှဆိုလို့ကျညာသူတို့ပြောတာတွေကလူတွေစုဆောင်းတာကတော့မင်းတို့လည်းငါတို့ join လို့ချင်းထာဝရအသက်ရမယ်အဲသူတို့လည်းမသေးဘူးပေါ့နော်ဘယ်သူမှမသေးဘူးအခြားလူတွေရောလည်းဒီလိုမျိုး ်ငါတို့ကဟိုငါတို့လူသားတွေဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဟိုအကုန်လုံးမတည်မျိုးဖြစ်အောင်လုံးဆောင်နိုင်မယ်ဘာညာဆိုတဲ့ပြလုံးဝကို ပြောမယ်ဆိုလို့ချင်းတကယ် crazy လုံးဝယူသွတ်တဲ့ဟိုလူတွေဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော် Call of the Dam ရေရွေးပဲချက်ကတစ်ခုပဲရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ကပြောခဲ့တဲ့ဒီအရာအလုံးအကုန်လုံးက undead ဖြစ်လာမယ်ဆိုတာကိုသူတို့ဘလို့နီးလင်းလဲလှုပ်ဆောင်နေဆိုတော့ undead yoga undead play ကိုပေါ့နော်ပြန်ဖို့ဆိုပြီးတော့သူတို့လှုပ်ဆောင်နေအဲ့ဒါတွေကသူတို့ရဲ့ main objective ပဲခြားတွေဘာမှမလုပ်ဘူးအဲ့ဒါတွေ main objective ပဲပေါ့နော်ဆိုတော့အဲ့ဒီ undead yoga ခေါ် undead play က ဟိုအစကနဦးမှာပေါ့နော်လော်ဒရင်းမြောက်ပိုင်းနားရှိတဲ့အစွန်ဖျားလို့ဒီခင်းတမ်းမြအစွန်များမှာရှိတဲ့ဒီမြောက်ပိုင်းမှာရှိတဲ့ကြေးရွာတွေမှာဟိုစားပြီးတော့ကူးဆက်တဲ့ယောဂတစ်ခုလိုမျိုးပဲလူရက်ထင်ကြတယ်ပေါ့နော်အဲ့တော့ Call of the Dam အဖွဲ့ဝင်နေရဗျအမှ ဘယ်ကအဓိကသူယောဂတွေကုအောင်လုပ်လဲဆိုတော့ဗျာစံစဘာတွေဖြန့်ဝင်နေမှာသူတို့ကငါတို့ကဒီအဖွဲကပါမင်းတို့အကုန်လုံးဟိုစာဝတ်တာဖို့ရှိအောင်မင်းတို့တွေခက်ခဲနေတယ်မလားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအမှဟိုစံစဘာတွေပဇေစကားဘာဘာမညာတွေဝေဝါးမှာဝေဝါးပြီးသူတို့ကတရားဝင်တရားထွက်တရားဝင်တရားထွက်ပြီးတော့အဲ့လိုမျိုး distribution လုပ်သွားလို့သွားပြီးတော့အဲ့ဒီစံစဘာတွေစားသုံးတာနေပဲတဆင့်ပြီးတော့ကူးဆက်ပြန့်ပါသွားတယ်ဗျာအဲ့ဒီ end plate ပေါ့နော်အဲ့စဘာကိုစားမိပြီးပြီဆိုတော့ရက်အနှဲငယ်အတွင်း အဲ့ဒီလူကတေးရုတ်တင်မယ်တေးပြီးတော့အချိန်မကြာဘူးပေါ့နော်ဒီ undead zombie သဘောမျိုးပေါ့နော်အသိစိတ်မရှိတဲ့ undead တွေအဖြစ်ပြန်မျိုး node ထလာမယ်ဆိုတော့ undead တွေဖြစ်လာတာကိုတိသွားတော့ပေါ့နော်ဒီလူမျိုးဖြစ်နေတာကိုတိသိသိတော့အစပိုင်းတော့ကဒီကြေးရဘက်ကနေပဲပေါ့နော်ဒီ regional အဖွဲ့ကနေပဲပေါ့နော်သူတို့ဟို church ရှိတယ်ပေါ့ပြောမှဆိုလို့ရှိရင်ညာဒီဖုန်းကြီးတွေကရှိတယ်ဘုန်းတော်ကြီးတွေကနေပြီးတော့ဟို holy light ကိုတုံးပြီးကုသဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီ undead curse ကဟို holy magic ကိုဟိုပပလေးပဲတုံးပြီးတော့ ဟိုရှင်းဖို့ဆိုတာကလုံးဝမဖြစ်ဘူးအလုံးမဖြစ်ခဲ့တယ်ဆိုတော့ဗျာဟိုဘလိုပဲဖြစ်ဖြစ်ပေါ့နော်အစာပိုင်းတော့ကဒီဖုန်းတော်ကြီးဘာညာနေသူတို့ကကြိတ်ပြီးတော့ကုသဖို့ကြိုးစားရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ King Terranus ကြီးရောက်တဲ့အချိန်မှာပေါ့နော်ဒီဘီယင်းစီရောက်သွားတဲ့အချိန်မှာတော့ ဟိုတော်တော်လေးကိုပြန့်နှံ့ပြီးတော့ပြဿနာအကြီးကြီးတစ်ခုဖြစ်နေပြီပေါ့နော်ဆိုတော့သူကလည်းဟုတ်ပြီဒါအရင်အရေးကြီးတယ်ပြဿနာတက်နေပြီဆိုပြီးတော့သူအရင်အားကိုးရသူယုံကြည်တဲ့ဗာလဲဆိုတော့သူ့သားအာသတ်စ်ကိုနောက်ပြီးတော့အာသတ်စ်ရဲ့အချစ်တော်ဖြစ်တဲ့ဂျေနာပရမောကိုပေါ့နော်သူတို့ကိုတက်ဖွဲ့တွေနဲ့အတူတူတွားပြီးတော့စုံစမ်းမှုစီလွတ်လိုက်တယ်ပေါ့နော်သူတို့ရဲ့ခီးမာဆိုတော့ကြေးရောကြွားပြီးတရားတရားတရားဝင်ဝင်ဝင်ပြီးတော့အန်ဒက်တွေရှိတယ်တွေ့တယ်ဆိုတော့ရေနှိမ့်နေနောက်ဆုံးကြေးရရောက်မှာပထမအဦးဆုံးပြန့်ခဲ့တဲ့ဂျွာကိုရောက်မှာ ီယောဂဆိုတာကဘောနော်ဒီတဘာဝရအလိုမျိုးထူးဆန်းတဲ့ယောဂတစ်ခုလိုမျိုးဟုတ်ဖြစ်လာတာမဟုတ်ဘူးဒါကတမင်သက်သက်တယောက်ကလုံနေတာဆိုပြီးတော့အဲ Call of the Dam အဖွဲ့တွေရဲ့တက်လွန်စားတွေကိုထောက်ထားတွေကိုတွေ့ပြီးတော့ဗောနော်မှသူတို့ကလိုင်းလိုင်းလိုင်းနဲ့နောက်ဆုံးတော့ဟိုကယ်တူဇာကိုရိုင်းကိုသူကရှာတွေ့သွားတယ်မှာရှာတွေ့သွားတော့ Warcraft 3တဲ့က Human Campaign မှာလုံမယ်ဗောနော် Athas ကအဲ့ဒီကယ်တူဇာကိုအနိုင်ယူပြီးတော့တပ်ပစ်လိုက်နိုင်တော့သူကဒီယောဂတေဝါပြီဆိုလို့ရှိရင်ဗောနော်ဒီခေါင်းဆောင်တေဝါပြီဆိုလို့ရှိရင်ပြီးွားပြီလို့ထင်ပေမဲ့ ဟိုကတ်တူးသားကိုရန်ပြောတယ်ပေါ့နော်။ဘာလဲဆိုတော့ငါငါသေးလေးဘာမှပြောင်းလဲမှုမရှိဘူးနော်။ငါရဲ့မာစတာငါရဲ့တခင်ကသူ့ရဲ့အစီအစဉ်ကဟိုဆက်သွားနေမှာစတင်နေပြီနော်။မင်းတို့ဘာမှလုပ်လို့မရဘူး။ဝါဟာဆိုပြီးဒီမှာတလီကောင်ရှော့ရတယ်ပေါ့နော်။ရှော့ရတော့မအားသက်ဆက်စဉ်းစားနေတော့ပေါ့နော်။ဘာလဲဟာဆိုပြီးတော့စဉ်းစားနေတော့တိတ်မကြဘူးပေါ့နော်။မန်ဂန်နီဆိုတဲ့နာမည်နဲ့တယောက်ကပေါ့နော်။ဒရက်လော်ဂျီက ေါ်လာတယ်ပေါ့နော်ဒီ Call of the Dam အဖွဲ့ဝင်ဆိုတာဘာညာငါတို့ငါခိုင်းနေဟာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောမယ်လို့ချင်းများ Arthas ကိုတဖြည်းဖြည်းထွေးဖြည်းသူ့ရဲ့စိတ်ကို Dark Side ထိရောက်သွားအောင်လုပ်တဲ့ plan ကိုဆက်ပြီးတော့သွားတယ်ပေါ့နော်အမအင်ရှိမင်းသားဖြစ်တဲ့အာသတ်ကလည်းပေါ့သူကလည်းတာဝန်ယူစိတ်ရှိတဲ့ကောင်တာဝန်တည်တဲ့စိတ်ရှိတဲ့ကောင်ဆိုတော့ကဲဒီလိုမျိုးပစ်ထားလို့မရငါတို့ live ရှင်းမှရမယ်ဆိုပြီးတော့သူကမက်ဂန်နစ်ရဲ့နောက်ကိုချေ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 ခံပြီးဆက်လိုက်ဆက်လိုက် line 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 နဲ့ strut home လို့ခေါ်တဲ့မျိုးတစ်မျိုးကိုရောက်တယ်။ အာသစ်ရဲ့ကံကြမ္မာကထာဝရပြောင်းလဲသွားစေမဲ့ဖြစ်စဉ်တစ်ခုကအာသစ်ကိုဆရာဟုံးဆိုတဲ့မြို့မှာစောင့်နေတယ်။ကျွန်တော်တို့ Warcraft 3 campaign မှာတွေ့ရတယ်လို့ World of Warcraft ဆော့မယ်ဆိုလို့ရှိရင် Caverns of Time ဆိုတဲ့ဟို area မှာပေါ့နော်။အဲ့ဒီမှာ Calling of Strathom ဆိုတဲ့ dungeon ကိုဝင်ပြီးတော့ကျွန်တော်တို့ဆော့မယ်ဆိုလို့ရှိရင်ပေါ့နော်။ဒီဇလန်ကိုကောက်ကောက်ကုန်ကျွန်တော်တို့မြင်ရတယ်။ အာသစနန်တို့ရဲ့အဖွဲ့ဝင်တွေကဆရာဟုံးမျိုးကိုရောက်လာကြတဲ့ကမျိုးပြင်မှာကြတဲ့ကတိလိုက်တာကဘာလဲဆိုတော့ယောဂကူးဆက်ပြီးသားဖြစ်တဲ့ဆန်စပါးတွေကရောက်တာအချိန်တစ်ခုကြာနေပြီဆိုတာကိုတွေ့ရပြီးတော့မျိုးသူမျိုးသားတွေအားလုံးကစားသုံးခဲ့ပြီးသွားပြီလောလောဆယ်နေနဲ့ပြစ်မဲ့တဲ့ပြည်သူပြည်သားတွေကအချိန်အတိုင်းတာတစ်ခုပြီးလို့ရှိရင်တော့တစ်မျိုးလုံးကျဇွန်ဘီအန်ဒက်တွေအဖြစ်ပြန်ထလာလိမ့်မယ်ဒါကြောင့်အာသစကလော်ရန်ရဲ့လင်းလက်တောက်ပါတဲ့အနာဂတ်ရဲ့ကျယ်ကနှလုံးသားအယမ်းမာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုသူကချလိုက်ရတယ် သူပေးလိုက်တဲ့အမိန်ကတော့အကုန်လုံးကိုတက်ပြဖို့ပဲအဲ့လိုမျိုးအရန်ကြံ့နေတဲ့အမိန်ကို Uther the Librarian ကသူ့ဆရာနဲ့ Jenna Promo တို့ကသူ့ကိုဆန့်ကျင်ခဲ့တယ် Others ကလည်းသူ့ရဲ့ဆုံးဖြတ်ချက်သူပေးခဲ့တဲ့အမိန်နဲ့ပတ်သက်ပြီးတော့ဗောနော်အရန်စိတ်လှုပ်ရှားပြီးတော့ emotion အရန်မြင့်နေတဲ့အချိန်မှာမဟုတ်လို့ဗောနော် Uther ကိုချက်ချင်းအနေနဲ့တက်ဆာဖို့ တယ်ပေါ့နော်မိရတစ္ဆာပေါ့ငါမိတ်မနာခံဘာဖြစ်လဲညာဖြစ်လဲဆိုပြီးဆွဆွဲပြီးချက်ချင်းယာတူကနေဖယ်ရှားပလိုက်တယ်ပေါ့နော်နောက်ပြီးသူအကျင်းောင်းနေပို့ပလိုက်ပါညာဆိုပြီးအမိတ်ပေးလိုက်တယ်အာတာရဲ့အချက်လေးဂျိန်နာကလည်းအာတာနင်းဒီလိုလောက်တာငါမကြည့်ရနိုင်ဘူးပေါ့နော်ဆိုပြီးတော့သူအားကိုရဆိုနှစ်ယောက်ကလွယ်လွယ်လေးပဲပေါ့နော်အာတာကိုထားခဲ့ကြတယ်ဒါပေမဲ့အာတာကသူ့သူတယောက်တည်းဆိုလို့ရှိရင်တော့မှာဗျာဒါကိုလုံးရမဲ့ဆိုရဲဟာတခုပေါ့နော်ဒါမနစ်မြို့ဘူးဟုတ်တယ် မဲ့သူတိုင်းပြည်လော်ဒရွန်အတွက်လုံးဆက်ရှိရလောက်ရမှာပဲသူပြောတာလည်းမမှားဘူးပေါ့နော်တကယ်နဲ့စဉ်းစားကြည့်မယ်ဆိုလို့ရင်ဒီ threat home ကလူတွေအကုန်လုံးကလူသေးတွေပဲဖြစ်နေပြီဗျာဥသာပြောသလိုမျိုးတခြားနီလန်းရှာရင်မယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကဟိုလိပ်ပြလို့အောင်ပေါ့နော်တခုနောက်တစ်ခုတက်စဉ်းစားပြီးပြီးသားတွေမတက်ချင်ဘူးငါမလိုက်မှသွေးမဆုံးချင်ဘူးဘာညာဘာညာဆိုတော့အဲ့ဒီစဉ်းစားခေါ်ယူချက်ပေါ့နော်အဲ့လိုမျိုး innocent ဖြစ်တဲ့အဲ့လိုမျိုး naive ဖြစ်တဲ့အတွေးခေါ်မျိုးကိုလက်ထဲမှာကင်နာပြီးတော့ အကုန်လုံး undead ဖြစ်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီ undead တွေနှိမ်နေရမယ်သူ့ရဲ့တပ်ဖွဲ့ဝင်နေတာမကဘူးပေါ့နော်တခြား lordron ကပြည်သူပြည်သားတွေအကုန်လုံးကိုအန်ရဟိုပြေးသွားမှာသူတို့ဖေးခဲ့လို့ရှိရင်ပေါ့နော်ဒီက undead တွေအကုန်လုံးကထွက်သွားကြမှာပြန်သွားကြမှာပြန်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြေရှင်းမလဲလူတွေပိုသေးမယ်ဘာညာဘာညာပေါ့ဆိုပြီးတော့ others ကတမျိုးလုံးကို genocide လုပ်ပြဖို့ကိုသူကဆုံးဖြတ်လိုက်တာပေါ့နော်ဒါပေမဲ့ others အတွက်အခက်အခဲဆုံးအချိန်မှာပေါ့နော်သူ့ဆရာကအထူးသဖြင့်သူချက်ရတဲ့ဂျင်နာကိုသူ့ငယ်ငယ်ချင်းကိုပါ ဘေးနားမှာစိုက်မရှိနေလဲတာကအားသားရဲ့ကံကြမ္မာကိုလုံးဝအမှောင်မိုင်းဆုံးလမ်းပေါ်ကိုပို့လိုက်တာပါပဲပေါ့နော်ဒါကလည်းပြောမယ်ဆိုလို့ရှိရင်နာဇူးနဲ့မဂါနစ်ရဲ့အစီအစဉ်ပဲပေါ့နော်ဒရော့လော်တွေကအဲ့လိုမျိုးဟိုတွေးခွဲတာတွေတစ္ဆာဖောက်တာဘာညာတွေကိုဖြစ်လာအောင်လုပ်တာရောအရန်ကြိုက်တယ်လို့အရန်လဲကြွမ်းတယ်ပေါ့နော်โอเคနောက်ဆုံးတော့ဥဒ်လိုက်ဘရင်ကနဲ့ဂျင်နာပရိုမောကအာသတ်စပင်နာကထွက်သွားတော့ အသားရဲ့ဘေးနားကလူတွေမရှိဘူးဆိုတော့ဗျာဟိုလွယ်ကူစွာဖျားယောင်းနိုင်ခဲ့လို့ပဲကျွန်တော်တို့ပြောမှာပေါ့နော်မင်းရဲ့အတိုင်းပြည်အပေါ်ငါလုတ်ခဲ့တဲ့မြောက်ကိုမင်းကလေးစားချေခြင်းနဲ့ဘာညာဘာညာဖြစ်တယ်ဆိုလို့ချင်းငါနောက်နောက်တန်းကိုလိုက်ခဲ့ဆိုပြီးတော့ဟောဟာဟာဆိုပြီးသူကပျောက်သွားတယ်ပေါ့နော်မအသားကလည်းပေါက်ပြီးတော့ငမင်းကဘာဆုံးနေငါလိုက်တတ်မယ်ဆိုပြီးတော့ဗျာအဲ့လိုမျိုးညခေါ်တော့လိုက်သွားတယ်ဗျာဆိုတော့အသားကဟိုရအောင်ပင်လေကိုဖျက်သူ့တက်ဖွဲ့တွေခေါ်ပင်လေကိုဖျက်ဖျက်ပြီးတော့နောက်တန်းအထိရောက်ခဲ့တယ်ပေါ့နော်အမှ ဟိုအခြေချဖို့သူလုပ်တယ်ပေါ့နော်ကျွန်တော် campaign ဆော့မယ်ဆိုလို့ချင်းအခြေချဖို့လုပ်ဘာညာလုပ်ရင်းနဲ့ဗျာဟိုလက်ရှိအနေနဲ့ပေါ့နော်ဒီ Iron Forge ကဒီ Dwarf တွေမျိုးနွယ်တွေရဲ့ဘယင်ဖြစ်နေတယ် Magni Bronze Bear ရဲ့ညီဖြစ်တဲ့ Muradin Bronze Bear နဲ့တွေ့တယ်ပေါ့နော်ဆိုတော့ Muradin ကသူက League of Explorers ကအာကျွန်မဆိုလို့ချင်း World of Warcraft ကကောင်းတယ်ပျော် sorry လို့သိကြလိမ့်မယ်ဒါပေမဲ့ League of Explorers ဆိုတာကရှေးဟောင်းပစ္စည်းတွေ ဟို artifact တွေအင်အားရှိတဲ့ဟာတွေပါညာတယ်ပေါ့နော်အဲ့လိုမျိုးဟို mysterious ဖြစ်တဲ့ဟာတွေကိုတဲလွန်စားပါညာတွေအကုန် light ရှာဖွေဖော်ယူပါညာလုပ်တဲ့အဖွဲပေါ့နော်ဆိုတော့အဲ့မှာ magni ကပေါ့နော် asas ကိုပြောတယ် frostmon လို့ခေါ်တဲ့ room plate ဓာတ်ချောင်းကိုသူက light ရှာနေတယ်သူ့အဖွဲက light ရှာနေတာပေါ့နော် အဲ့ဒါအင်းအရန်အင်အားကြီးရပေါ့နော်အဲ့လိုမျိုး artifact မျိုးငါတို့တင်စီထားမှရမယ်ဘာဖြစ်လဲညာဖြစ်လဲဆိုပြီးသူက others ကိုပြောတော့ others နဲ့ app တက်ဖွဲ့တယ်ညာတူတူပူပေါင်းမျိုးသူတို့ဆက်သွားကြတယ်ပေါ့နော် others လည်း moradin နဲ့တူတူအဲ့လိုမျိုးနောက်တွဲမှာဆက်သွားရင်းသွားရင်းသွားရင်းနဲ့ malganis ကိုဟိုပြောမယ်ဆိုလို့ချင်းတတ်နိုင်ဘိုးကပေါ့နော် frostmon ကိုယူမှအဲ့လိုမျိုး weapon လက်နက်ကိုရှိမှရမယ်ဆိုပြီးသူကယုံကြည်လာပြီးတော့သူတွေ့ဒါောက်တွေ့လဲတွေ့ရပေါ့နော်ဘလို့ပဲဖြစ်ဖြစ်သူ့ကိုဘလောက်ပဲ warning ပေးပေးပေါ့နော်သူကအဲ့ဒီဒါကို ူ့ဝိညာဉ်ကိုပေးဆိုင်လိုက်ရပါမယ်။သူကအဲ့ဓာတ်ကိုယူပြီးတော့အာသစ်အနေနဲ့ပေါ့နော်။သူဘယ်တော့မှအရင်ကမရရှိခဲ့တဲ့စွမ်းအားတွေအင်အားကိုရခဲ့တယ်ဒါပေမဲ့အဲ့လိုရခဲ့ခြင်းချက်ချင်းနီးပါပဲ။လှည့်ပြီးတော့မိုရတင်ကိုခုတ်ချလိုက်တာကအာသစ်ရဲ့လူသားဆန်တဲ့စိတ်ပျောက်ဆုံးသွားခြင်းကိုတတ်သိပြရတယ်ပေါ့နော်။အဲ့ဒီမှာမဂန်နက်စ်ကပေါ်လာပြီးတော့လေတိုက်တာပေါ့နော်အာဆောက်ပေါ်ရဟျူမန်မင်းငါတို့အကွက်ထဲရောက်သွားပြီးဘာညာပေါ့နော်ဒါပေမဲ့ ဒါတဲ့အကုန်လုံးကိုမန်ဂန်နက်စ်မသိတာကနာဇူးရဲ့အကွက်လိုပဲပြောရမှာပါဆိုအကွက်တည်းကအကွက်ပေါ့နော်ဖြစ်ချင်တော့ကျွန်တော်ပြောခဲ့တယ်လို့ပဲမလား KJN ဆိုတဲ့အကောင်ကြီးကပေါ့နာဇူးကိုနှစ်ရာနဲ့ထောင်နဲ့ချီတောင်းနဲ့ချီပြီးတော့လုံးဝညှဉ်းပန်းနှိမ့်ဆက်ခဲ့တာပေါ့နော်အဲညှဉ်းပန်းနှိမ့်ဆက်ပြီးတော့ နာဇူးอ่ะဗောနော KJ Run နဲ့ Benny Lee ကျွန်အရန်ကြောက်ပြီးတော့ဘာမှပြန်တုံ့ပြန်မဲ့ဟိုစိတ်မရှိတော့ဘူးလို့အဲ့လိုမျိုးထင်ခဲ့တာဗောနော်ဒါပေမဲ့နာဇူးကတေးထားတာဗောမမေ့သွားဘူးဆိုတော့သူ့ကိုအဇရော့ဂျိုဘောပို့လိုက်တယ်ပို့လိုက်တာကတော့ဟုတ်တယ်ဒါသူ့ရဲ့အခွင့်အရေးတော့အခွင့်အရေးပဲဒါပေမဲ့ဟို Nerubian နေနဲ့တိုက်တော့ဗျာ Maganes ကဟို မန်ဂန်နက်စ်အပါဝင်ပေါ့နော်တခြား legion ရဲ့ဘာညာဘာညာ agent တွေအဖွဲ့တွေရောက်လာတော့နာဇူကနည်းနည်းလေးအကြက်ရိုက်တယ်ပေါ့နော်အကြက်ရိုက်တော့အထူးသဖြင့် manganese ကပါလဲဆိုတော့ direct kj run ကို report တင်နေကောင်ဒီလိုတွေဖြစ်လာဖို့ပေါ့နော်အများစုကတော့ manganese ရဲ့အကြံပဲဆိုတော့ဟုတ်တယ်ဒါပေမဲ့ manganese မသိတာပါလဲဆိုတော့ others က နောက်တန်းကိုရောက်လာကြတဲ့ရပါတော့အရင်ကတည်းကနေတော့ whisper တွေကြားနေရပြီပေါ့နော်အဓိကပါလဲဆိုတော့ nazu ကနေပြီးတော့တဖြည်းဖြည်းဖြည်းပျော့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 နေတာပေါ့နော်ဆိုတော့နောက်ဆုံးတော့ဘလို့ဖြစ်သွားလဲဆိုတော့ maganes ကအာပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ငါတို့ဘက်မှာ others ကောင်ရပြီးရေးဆိုပြီးပျော့နေတဲ့အချိန်မှာပဲပေါ့နော် nazu က others ကို force mount ကိုတုံးပြီးတော့အဲ supervisor လုံးနေတဲ့ maganes ကိုတတ်ခိုင်းတာပေါ့နော် ဒါပေမဲ့ mechanics သေးသွားလို့ပေါ့နော်လီဂျင်ရဲ့ lag out ကနေလုံးလုံးလွတ်သွားတယ်လို့တော့မဟုတ်သေးဘူးပေါ့နာဇူကတော့ဘနေလီဂျင်ရဲ့အစီအစဉ်တွေကတော့ဆက်တော့ဆက်လုပ်အောင်မှာပဲဒါပေမဲ့သူကလည်းသူ့အကြံဉာဏ်သူ့ညံနေပေါ့နော်သူကသူအကွက်ဆင်နေတာပေါ့နော်သူ့ရဲ့အကွက်ကတော့ကျွန်တော်တခါတည်းဒီမှာပဲပြောလိုက်ရမယ်ဆိုလို့ချင်းဗာလဲဆိုတော့သူက ဟုတ်ပြီငါ့ကိုလည်းမျိုးပါဝါတွေပေးတယ်ငါတို့ဟိုအော့တယ်ပေါ့နော်နာဇူကအော့ဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ငါတို့ရဲ့ဒရိနာကိုဖျက်ဆီးခဲ့တယ်လို့မျိုးပဲမင်းတို့ကငါဘန်နီလီဂျန်ဒီမွန်နဲ့အကုန်လုံးငါပြန်တက်မယ်ဆိုပြီးတော့သူ့ရဲ့ပလန်ကအဇရော့ဘော်ကရှိရှိမြတ်အကောင်နဲ့အကုန်လုံးသူ့ရဲ့အန်ဒက်အာမီဖြစ်အောင်လို့အန်ဒက်အာမီဖြစ်အောင်လုပ်ပြီးတော့ဘန်နီလီဂျန်ကအဇရော့ကိုလာပြီးတော့ invasion လုပ်တဲ့အချိန်ကြလို့ရှိရင်ပေါ့နော်အဲ့ဒီအန်ဒက်အာမီကဒီအဇရော့ကိုကာကွယ်ပေးမယ့်အကောင်တွေကိုပြန်ပြီးတိုက်ခိုက်တာမဟုတ်ဘဲနဲ့အဲ့ဒီအန်ဒက်ကောင်တွေကအကုန်လုံးကဘန်နီလီဂျန်ဒီမွန်တွေကိုပြန်ချမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအတွင်းနဲ့နာဇူကအဲ့လိုမျိုးလုပ်တာပေါ့နော် okay anyway အသက်စကားတော့ဗောနော်လောလောဆယ်အနေနဲ့လူတယောက်အနေနဲ့ဗောနော်ဘာခံစားချက်မှမရှိလူတယောက်ရဲ့ compassion empathy ဘာညာအဲ့လိုမျိုးတနာကျင်နံတက်တဲ့စိတ်ဘာညာဘာညာလုံးဝမရှိတော့ပဲပဲအရန်အင်အားကြီးတဲ့ human death night ပထမဆုံး human death night တကောင်ဖြစ်လာတယ်ဖြစ်သွားပြီးတော့နာဇူးရဲ့ညွန်ကြားချက်အရာ northern မှာသူ့ရဲ့တပ်ဖွဲ့တွေအများစုကိုထားခဲ့ပြီးတော့ လော်ဒရန်ကိုသူတယောက်တည်းနီးပါးလော်ဒရန်တိုင်းပြည်ကိုရအောင်ပြန်လာတယ်လော်ဒရန်တိုင်းပြည်ပြန်လာပြီးတော့လော်ဒရန်မျိုးလည်းရောက်လည်းရောက်တော့ Warcraft 3 game နဲ့မှအကြိုက်ဆုံးစင်နမတ်ဒိတ်ထဲကတစ်ခုပြတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားပါတယ် son.